မ္မစေးပညာနဲ့တိုင်းစေးဆိုတာပါเนาะတိုင်းစေးပါတော့ကျွန်တော်တိုင်းစေးလို့ပြောတာ ਨੇ နရကြီး၄ပါးလို့ပြောတာကျွန်တော်မြမစေးပညာကအဲ့တိုင်းစေး၄ပါးထဲမှာမှာမြမစေးပညာစစ်စစ်ဆိုတာတပါးပဲရှိတယ်เนาะကျွန်တော်ပြောအဲ့တေးကြကွက်ကွက်ပြအဲ့ဒီမြမစေးပညာစစ်စစ်ကိုကျွန်တော်တို့ဒါကိုအသက်သွင်းတာဒါပေမဲ့တိုင်းစေးနဲ့တူလားဆိုတိုင်းစေးက၄ပါးတာเนาะမြမစေးပညာက ဒေဝနာဒီဟိုဒီပါဒာနဲ့ကွဲတယ်အဲ့ဒါလေးခိုးခွဲကြသူဘူးအခုမြမဆေးပညာဆိုရင်တိုင်းဆေးဆိုပြီးတော့အဲ့ဒါလူလေးပြောကြတိုင်းဆေးဆိုပြီးတော့မြမဆေးပညာပြောက်သွားရောတော့အခုကကဘာအပြင်ထွက်သွားရင်ဆေးပညာနှီးနှောဖလဲပွဲဆိုတာနဲ့မြမဆေးပညာစစ်စစ်ပြပါရေးဆိုရင်သွားတဲ့ပုံကူတွေကဘယ်ဟာထုတ်ပြရမှာမသိဘူးအဲ့ဒါကိုကျွန်တော်ကမြင်တယ်မြင်တော့ဘာပြောကျင်လဲဆိုတော့သွားတဲ့လူကြီးအကြီးကဲတွေလည်းမြမဆေးပညာစစ်စစ်ဆိုတာ ဒီလိုတစိ့ဒီလိုအလံပါဆိုတာကိုနိုင်ငံတကာမှာဒီလိုမော်ကြွားလို့ရအောင်အဲ့ဒီယူရခြင်းနဲ့တအားလို့လောက်တာဒီပွဲလေးလောက်တာတော့ကျွန်တော်တို့သမိုင်းကြောင်းနဲ့ဆိုင်ပြောရင်တော့နည်းနည်းရှိမယ်အဲ့ဒါလေးကိုကျွန်တော်ဖြတ်ပြောမယ်ကျွန်တော်တို့အသင်းကသမိုင်းနဲ့ခြီးပြီးလာခဲ့တဲ့အသင်းဒီချိန်နေမှာဘာဖြစ်လို့မြမစီပညာလို့ပြောင်းရလဲဆိုတော့မြမတမျိုးသားလုံးအပိုင်မြမစီပညာစစ်စစ်ကို တည်စီချင်တာရဲ့ပေါ်လွင်စီချင်တာရဲ့အဲ့ဒီရွေကျဲနဲ့ပြောင်းလိုက်တဲ့မြမစီပညာကိုအမိပြောင်းလာတာပါအဲ့ဒီရွေကျဲနဲ့လှုပ်ရှားလာတဲ့ကျွန်တော်တို့တမိုင်းရှည်စရာတဲ့အသင်းသင်းကပုံမှန်နှစ်တိုင်းကျွန်တော်တို့တဘိုးတွေလာကြ9ရင်းနေ့မှာတမားတော်ညီလာခံတမားတော်နေ့မှာညီလာခံတစ်ကြိမ်လုပ်တယ်ဒီလိုကဆုံလာပြိဗုဒ္ဓနေ့ကဘာကအတိမတ်ပြုထားတဲ့ဗုဒ္ဓနေ့မှာ ကျွန်တော်တို့ရှင်းပညာဒီလဲဒီအဘိဓမ္မာဒေသနာကနေပေါက်ဖွာလာတဲ့အတွက်ဒီဗုဒ္ဓအနေနဲ့ကွဲလွဲသွားလို့မရတထက်တဲကြားတဲ့အတွက်ဒီလိုနေမှလဲကျွန်တော်တို့ကဒီလိုအခမ်းအနားမျိုးတွေလုပ်ပါတနည်းကိုနှစ်ကြိမ်ပုံမှန်လုပ်ပါကျွန်တော်အတင်းယုံထိုင်တာကတော့အေယာဝတီတိုင်းကယုံကျုပ်ဖြစ်ပါယုံကျုပ်ကနေကျွန်တော်တို့ဒီလိုလှုပ်ရှားဆောင်ရွက်ရင်းနဲ့အတင်းသားတွေကတနိုင်ငံလုံးအနှံ့လာအနှံ့လာတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်လူဦးရေပြီးတော့အတင်းတင်နှံပေးတယ် ်တင်နန်းပေးတဲ့ဆိုမြှောက်ဝေတင်နန်းနေပေါ့ဒီစေပြညာမြှောက်ဝေတင်နန်းနေပြီးတော့အဲ့ဒီတင်နန်းပေးတဲ့ခါကျမှကျွန်တော်တို့ရဲ့မူကမျိုးနဲ့ပြည်နဲ့တိုင်းတစ်ခုမှအတင်းတစ်ခုအင်အားပြည့်လို့ဖွဲ့မယ်ဆိုလို့ရှိရင် လူအင်အားပြည့်ရင်ကျွန်တော်တို့အဲ့ဒီအသင်းကိုတောင်းပန်ပေးလိုက်ပါတယ်။အဲ့ဒီအသင်းကကျွန်တော်တို့ဒီလုံမဲ့တစ်နှစ်မှနှစ်ကြိမ်လုပ်တဲ့ပွဲတွေကိုသူတို့ကတာဝန်ခံကျင်းပပေးမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီတာဝန်ခံကျင်းပပေးတဲ့နေရာမှာဘခုအဖွဲ့ချုပ်ရဲ့ဦးဆောင်မှုနဲ့အဲ့ဒီဒေတာရဲ့လုံဆောင်မှုနဲ့ပေါင်းတော့ကျွန်တော်တို့ဦးဆောင်ပေးတဲ့အတွက်ဒီဒေတာကိုဒီလိုရောက်ရှိလာတယ်။အခုဆရာမမေးတဲ့မေးခွန်းမှာမြမစီးပညာနဲ့တိုင်းစီးဆိုတာပါ။နော်။တိုင်းစီးပါတော့ကျွန်တော်တိုင်းစီးလို့ပြောတာနဲ့နေရာကြီး၄ပါးလို့ပြောတယ်။ တော့မြမစီပညာကအဲ့တိုင်းစီဒီပါးထဲမှာမြမစီပညာစစ်စစ်ဆိုတာတပါးပဲရှိတယ်။နော်ကျွန်တော်ပြောတေးရကွက်ကွက်ပြအဲ့ဒီမြမစီပညာစစ်စစ်ကိုကျွန်တော်တို့ဒါကိုအသက်သွင်းတာဒါလည်းတမိုင်းစီလေးရတယ်မင်းတို့မင်းလက်ထက်တွေကပေါ်ထွန်းခဲ့တဲ့တောင်သာဆရာမှုရဲ့ဗုဒ္ဓအဘိဓမ္မာကိုအခြေခံပြီးတော့မြမလူမျိုးစစ်စစ်ပေါ်ဆောင်ခဲ့တဲ့စီပညာဖြစ်တယ်။အဲ့ဒါကကျွန်တော်တို့မြမစီပညာဆိုပြီးခံယူတယ်။ပြောကျင်တာက မြမာပြည်တွင်ပြည့်မမဆေးပညာစစ်စစ်ကိုနော်အဲ့ဒါကိုပေါ်လွင်စေခြင်းလားဒါမဲ့တိုင်းစီနဲ့တူလားဆိုတိုင်းစီက၄ပါးတာနော်မြမဆေးပညာကဒေဝနာလေဟို၄ပါးတာ ਨੇ ကွဲတယ်အဲ့ဒါလေးခုတ်ခွဲကြသူအခုမြမဆေးပညာဆိုရင်တိုင်းစီဆိုပြီးတော့အဲ့ဒါလိုလေးပြောကြတယ်တိုင်းစီဆိုပြီးတော့မြမဆေးပညာပြောက်သွားရောအဲ့ဒီဒါပြောက်သွားတော့မြမဆေးပညာစစ်စစ်မြမပြည်တွင်ပြည့် ဟုတ်တင်တော့ဒီဘေသစနေရဆိုရင်အိန္ဒိယပေါက်ဖွာလာနက္ခတာနေရဝိဇာတရာနေရအဲ့ဒါကိုတင်ပြဆရာတော်ကြီးရဲ့ကျေးဇူးနဲ့မို့မြန်မာနိုင်ငံမှာရက်တည်ခဲ့လို့ရတယ်ဒါဆိုမြန်မာလူမျိုးရဲ့ကျေးဇူးမြန်မာဒေသနာစစ်စစ်အဘိဓမ္မာကိုထွင်ခဲ့တာတောင်းတာဆရာမို့အဲ့ဒါကိုကျွန်တော်တို့ကမြမဆေးပညာဆိုပြီးတော့ခေါ်တင်တယ်အဲ့ဒီတောင်အသက်ဝင်အောင်အသက်တွင်းလာအဲ့ဒါပါပဲပြောချင်တာကမြမဆေးပညာနဲ့တိုင်းစီကိုကိုယ်ကိုယ်ပြပြသိသိချင်းလို့ဒီမှာပြောခွင့်ရလို့ကျေးဇူးတင်ပါ အသင်းရဲ့ရည်ရွယ်ချက်ကစေပညာကိုလက်ဆင့်ကံသင်ဆောင်သွားဖို့ဒါအသင်းအဓိကရည်ရွယ်ချက်ပဲနောက်ဘာဖြစ်ဆိုတော့ဒီစေပညာမြန်မာပြည်တွင်းဖြစ်တဲ့စေပညာကိုမြန်မာမှာလည်းရှိတယ်ကဘာမှာလည်းသိရအောင်တော့အခုကကဘာအပြင်ထွက်သွားရင်စေပညာနှီးနှောဖလှယ်ပွဲဆိုတာနဲ့မြန်မာစေပညာစစ်စစ်ပြပါရေးဆိုရင်သွားတဲ့ပုံကူတွေကဘယ်ဟာထုတ်ပြရမှာမသိဘူးအဲ့ဒါကိုကျွန်တော်ကမြင်တယ်မြင်တော့ဘာပြောကျင်လဲဆိုတော့သွားတဲ့လူကြီးအကြီးအကဲတွေလည်း မြမစီပညာစစ်စစ်ဆိုတာဒီလိုတစိုက်ဒီလိုအလံပါဆိုတာကိုနိုင်ငံတကာမှာဒီလိုမော်ကြွားလို့ရအောင်အဲ့ဒီယူရခြင်းနဲ့တအားလို့တာဒါပထမပြောခြင်းလားဒုတိယပြောခြင်းလားဒါကိုတည်ဆောင်စေခြင်းလားဘာကြောင့်လဲဆိုတော့ဒီစီပညာပျောက်သွားရင်မြမစီပညာဆိုတာမရှိတော့ဒီစီပညာကလည်းလူတွေရဲ့အသက်ကိုတဘာဝကြကြကဲတဲ့ပညာဖြစ်တာဖြစ်တဲ့အခါကျတော့အဲ့ဒီတော့ကျွန်တော်တို့လက်စစ်ကံကို level အလိုက်မူရတယ်။ level 1, level 2, level 3, ်လေဗယ်4လေဗယ်5လေဗယ်5ပြီးတဲ့လူဆိုရင်စာတန်းတစ်စောင်ပြုစုရမယ်စာတန်းတစ်စောင်မရဘဲနဲ့ကျွန်တော်တို့မှအဲ့ဒီမှာကိုလေဗယ်ကိုလောအောင်ဝင့်မပြေဘူးရှေးခွဲစာပွဲလည်းမပြေဘူးလေဗယ်6လေဗယ်7ကြရင်စာမျက်နှာ200အထက်ပါတဲ့စာတန်းတစ်စောင်ပြုစုရမယ်အဲ့ဒီတော့မှစီမားဝယ်စာဟိုဘက်မှာပြောပိုင်းတော့မီဒီယာအချိန်အနည်းနဲ့လို့တော့ဖြစ်သွားအဲ့လိုစင်ငယ်စင်ငယ်နဲ့တည်ဆောင်ပြီးတော့အဲ့ဒီလိုပညာရောက်ဝေးမှုသွားမှာပါ ပါဆိုဒီသမိုင်းအကြောင်းကိုလက်စစ်ကံပယ်ဆောင်မှုရည်ရွယ်ချက်နဲ့အဲ့ဒီတအဲ့ဒီလိုရည်ရွယ်ချက်နဲ့လောက်တာလားကျောင်းရည်ရွယ်ချက်ရန်ကုန်ရယ်လည်းမဟုတ်ဘူးတနိုင်ငံလုံးတနိုင်ငံလုံးလည်းမဟုတ်ဘူးတကဘာလုံးတည်အောင်ခုနအရှိမကြုံပြောခဲ့ပြီနောက်တစ်ခါပြောချင်းတာကနောက်ဆုံးဘလောက်ထိရည်ရွယ်ဆုံးနိုင်ငံတော်မှာမြမစီပညာဝန်ကြီးဌာနဒါမှမဟုတ်မြမစီပညာဦးစီးဌာနတစ်ခုပေါ်ပေါက်ဖို့အတွက်အထိအဲ့ဒီခါကျရင်ကျွန်တော်တို့မြမစီဒစိမ့် မြမစီအလံဆိုတာအဲ့ဒါလောက်တိကိုရည်ရွယ်ပြီးတော့လှုပ်ဆောင်တဲ့အသင်းဖြစ်ပါတယ်ဒါလေးကိုပြောချင်ပါတယ်